ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုမေကွန်းရှင်ကဒေါ်နေဂျီလှိုင်။ဒေါ်နေနေဂျီလှိုင်။ဆရာစနေသမီးရှင်နော်။ဟုတ်ကဲ့ဆရာကြီး။အသက်40ပါဆရာကြီး။အရွယ်ကောင်းလေး။ဟောအမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်မှာနေပါတယ်တဲ့။ကိုကလှမ်းမိတာ။ဟုတ်ကဲ့ဆရာကြီး။ဆရာကြီးရှင်။ဘယ်လိုလုပ်တည်ကြလဲ။ဆရာကြီးဟို Facebook ကလေတကဘာလုံးသွားရဆရာကြီး။ ဟိုအဲ့လိုရှင်းတာ Facebook သုံးတဲ့လူတိုင်းကဒီပင်လုံ page ကိုလိုက်ထားတယ်ဆိုလို့ရှိရင်လေဟိုတာရူရာဟုတ်ကဲ့နောက်တစ်ခါသမီးတို့ YouTube လေဆရာကြီးကိုစပြီးတော့သမီးတို့လွှင့်ပေးတော့ YouTube မှာစလွှင့်လာ YouTube ကလည်းဒါကဘာလုံးကိုတွားပါရဆရာကြီးကျေးဇူးတင်ရစာဆရာတယောက်တည်းဟိုဘောဒီပညာနဲ့ပတ်သက်တဲ့ကျမ်းပြူဆရာကြီးကြီးကိုရဲ့ငယ်ဆရာကြီးကြီးအားလုံးကကိုစားဆရာသူတို့မရှိပြီမယ်လို့သူတို့ရှိရင်လည်းကျေးဇူးတင်ပါသေးကြပါတယ် ဟုတ်ပါတယ်ဆရာကြီးမိကုံးလေးဖတ်ပြပါမယ်ဆရာကြီးကောင်းပြီဆရာကြီးရှင်နဲ့နယူးယောက်ရောက်တာတဲ့ဒီနှစ်တလပိုင်းကမှပါတဲ့အသက်23နှစ်လောက်ကတည်းကတဲ့ဘိုက်နာလို့တဲ့အစာမရှိပဲတဲ့ဆေးတောက်တာတဲ့ဆေးမှားပြီးတော့တဲ့ညာခြေတော့ကထော့နေဖြစ်ပြီးတဲ့ဘဲခြေတော့ကထုံပါတယ်တဲ့ညာခြေတော့ထော့နေဘဲခြေတော့ကထုံတာထုံနေဟုတ်ပြီဟုတ်ကဲ့ဆရာကြီးဆေးစစ်တော့လဲတဲ့မတွေ့ပါဘူးတဲ့ အဲ့ဒါလည်းပဲစစ်တော့မတွေ့ဘူးဆိုတော့မတွေ့တော့တော့မဟုတ်ဘူးလေသူရဲ့ဒမ်ပန်တို့အထရာဆောင်းတို့စစ်တဲ့အခါမှာလေကိုစစ်လို့မရဘူးလေဟုတ်ကဲ့ဆရာကြီးလေရဓာတ်မှန်ရဲ့လို့လည်းမရဘူးအထရာဆွလို့မရဘူးဟုတ်ကဲ့ဆရာကြီးအခုအဲ့စစ်စစ်တာကိုမတွေ့ဘူးဆိုရင်တော့တီချာပေါ့ယာနှုံးပြည်နီးပါကိုးစရာတော့လေပဲသမီးဟုတ်ကဲ့ဆရာကြီးလေရတော့မြတ်မစည်းပါတိတ်အသားပြီးတယ် ဟုတ်ကဲ့ဆရာလေမျိုးပဲ20တောင်းလောက်ကြားဘူးလေလေမျိုး80ပါဆရာ80တောင်းနော်ဟုတ်ကဲ့ဆရာဒါပေမဲ့လူမအဖြစ်များတာ6မျိုးပါဟုတ်ကဲ့ဆရာအဲ့ဒီ6မျိုးထဲမှာကိုတမိဖြစ်တာအစွန်အဖျားကြီးသွားတဲ့လီဟုတ်ကဲ့ဆရာအားနေသွားတာဟုတ်ကဲ့ပါဆရာအဲ့လီဘာကြောင့်အားနေလဲလို့မေးရင်အကျော်နဲ့အဆက်အစားများလို့ဟုတ်ကဲ့ပါဆရာဒါကြောင့်ချုပ်ပြောရင်အကျော်အဆက်ကိုရှောင်ပါဟုတ်ကဲ့ပါဆရာသူ့ကိုခြေဖြတ်နိုင်တာက အချင်းနဲ့အခါကိုဟုတ်ကဲ့ပါဆူဆူမြဲမြဲစားပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးသူရေးထားတာဆက်ဖတ်ပြပါမယ်ဆရာကြီးအစားမှားရင်တဲ့တကိုယ်လုံးပူလာပြီးတဲ့ထုံတလို့ကြီးဖြစ်ပါတယ်အစားမှားရင်ဟုတ်ကဲ့ပူလဲပူရယ်ထုံတလို့ကြီးလည်းဖြစ်လာတယ်အဲ့ဒါလက်ကူကတော့မမြအောင်ဟုတ်ကဲ့ဆရာကြီးထုံနာတော့တကယ်တော့အီးပြီးထုံနာသဘာဝကြတယ်ဟုတ်ကဲ့ဆရာကြီးသူပူလဲပူရယ်ထုံတယ်ထုံလဲထုံတယ် ်နှစ်ခုကအားပြိုင်နေတယ်နော်ဟုတ်ကဲ့ဆရာอืมอาบใหญ่นี่เนาะปาอาบใหญ่อาบใหญ่อาบใหญ่จ้าတော့นาล่ะเว้ยဟုတ်ကဲ့ဆရာเนาะจ้านาတဲ့ကျောင်းလေးဒီอาบใหญ่นาကိုกูอ่ะဘယ်ဘက်ကယက်တီမလဲလို့တိထားอ่ะဟုတ်ကဲ့ဆရာဟိုဆရာကြီးอ่ะဆရာကြီးတက်တဲ့အသိပညာနဲ့ဒါကိုချိန်ဆလိုက်တဲ့အခါမှာအပူအေးနှစ်ခုမှာအပူတွေအားလုံးကိုစွန့်လွှတ်အောင် ဟုတ်ကဲ့ဆရာကြီးနော်ဘလူနဲ့သာလေကိုအတဲကိုဆက်ရှင်သားအေးရိုင်နဲ့ဆက်ရှင်သားမယ်ဟုတ်ကဲ့ပါဆရာကြီးအေးရိယဘယ်ဟာလဲဆိုရင်ရေခဲတခုတည်းပြောတာမဟုတ်ဘူးနော်ကံအေးရမယ်စိတ်အေးရမယ်ဥဒုအေးရဥဒုအေးတဲ့ဥဒုရာသီမှာနေရမယ်အရေးကြီးဆိုတော့အာဟာရပဲပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့ဒီကံစိတ်ဥဒုအာဟာရ၄ခုထဲမှာ အရေးအပါဆုံးဖြစ်တာအဟာရပါပဲဟုတ်ကဲ့ဆရာအဟာရကိုအေးတဲ့အစာတွေပြတ်တောက်အောင်စားပါဟုတ်ကဲ့ပါဆရာဥမာအားဖြင့်ကြောက်ဖြုန်သီးတို့ဖရေသီးတို့ကိုရခါသီးတို့ဘူးသီးတို့ခွဲသီးတို့ရုံးမတိသီးတို့အဲ့လိုအေးတဲ့အသီးနှံတွေစားပါပူတဲ့အစာတွေဖြစ်တဲ့ရွှေဖြုန်သီးတို့အဲ့ဒါကထွက်တာလေဆရာအော်ဒူးရင်သီးဒူးရင်သီး တူရင်တူရင်တရက်တီးရောဆရာအဲ့အဲ့ဒါတွေကကောင်းတာဟုတ်ဟုတ်ကဲ့ဆရာလူကရှာကိုလူလိုက်တော့ကောင်းတာကိုစားတယ်ကြမ်းမာခြင်းတဲ့လူကလူကိုမှရှင်နှစ်လက်မလောက်အရာလေးတွေစုံမထားတယ်နှစ်လက်မလောက်ရှိတဲ့အရာလေးတွေကလူကိုဒုက္ခပေးတာလို့ဟုတ်ကဲ့ဆရာဆရာပြအဲ့တော့နှစ်လက်မောက်ရှိတဲ့ရှာလေးကိုစုံမထားလို့လိမ်မာရင်ရောကတဝက်သက်သာသွားတာပါပဲ ။ तू ကလေဆရာကြီးငုံကပြောလို့ရာသီဥတုအေးပေါ့နော်။အဲ့မှာနေတာပေါ့နော်။ US ကတဲ့အေးတော့တဲ့ तू ကရေနွေးနဲ့အမြဲချိုးရပါလေတဲ့။အဲ့ဒါတော့လေမြတ်တယုံချိုးရင်တော့ကောင်းနေတယ်မြင်။ဟုတ်ကဲ့ဆရာကြီး။မြတ်တယုံချိုးဆိုကိုအပူချိန်ပေါ့နော်။ဟုတ်ကဲ့ဆရာကိုအပူချိန်နဲ့ရုံတော့ရင်နွေးလေးမျှချိုးတာကိစ္စမရှိဘူးဟုတ်ကဲ့ဆရာအဲ့ဒါတော့သူကဇိန်ခံတဲ့သဘောနဲ့နွေးရသွားအောင်ကိုခပ်ပူပူကြီးချိုးလိုက်မယ်ဆိုရင်တော့ အဲ့အပူနေအေးနှစ်ခုရံပြစ်မှာပဲဟုတ်ကဲ့ဆရာကြီးဒါပေမဲ့အလူလူဟိုကတနေကအေးနေမှာဆိုတော့အေးရနိုင်သွားမှာပေါ့ဟုတ်ကဲ့ဆရာကြီးနော်နိုင်ရမှာတကယ်တော့ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုမနေမဲ့သူကအပူကအနိုင်ယူရရင်တော့မကောင်းဘူးဟုတ်ကဲ့ဆရာကြီးနော်သူ့ຢာစည်းသူအများဘလို့နေလဲဒီရတဲ့ဆရာကြီးတော့မှန်းဆပြောပြတာပေါ့နော်ကျမ်းမာနေတဲ့သူဘလို့ရီချိုးလဲအနာကတ်မေးဟုတ်ကဲ့ဆရာကြီးတော်တော်မီကိုရှိမှသွာလာလှုပ်ရှားနေအလုံးမပြဘူးအကိမ်မပြဘူး ပြုံပြုံရွှေရွှေမိသားစုတခါစားသောက်အကူတို့အမတို့ဘာစားလဲအဲ့ဒါလေသင်္ကန်းစာနော်ယူတဲ့ပညာရေဟုတ်ပါရဲ့ဆရာကြီးလောကကြီးမှာအားလုံးကဆရာကြီးပဲဟုတ်ကဲ့ပါဆရာကြီးနော်ကိုကသာဆရာတင်တဲ့ဟုတ်ကဲ့ပါဓမ္မခက်တာကလူကကိုကဘာလုပ်ချင်လဲကိုလုံးချင်တာပဲတည်ရအဲဆရာပဲလုပ်ချင်တာဆရာပဲလုပ်ချင်တာဆရာပဲလုပ်ချင်ရတယ်အဲ့ဒါကတော့ ကိုညံ့ရကြတယ်နော်ဟုတ်ကဲ့ဆရာတပည့်ခံတဲ့သူကပညာအမြဲရတယ်ဟုတ်ကဲ့ပါဆရာနော်သူရေးထားတာလေးဆက်ဖတ်ပြပါမယ်ဆက်ဖတ်ပါသူကလေခုနကရေနှွေးနဲ့အမြဲချိုးရတာပေါ့နော်ဟုတ်ပြီဟိုခြေဘွားစပုတ်ရင်တဲ့ရေနှွေးနဲ့ချိုးလို့အဆင်ပြေပါသလားလဲသိချင်ပါတယ်တဲ့ဟောခြေဘွားစပုတ်တာရေမချိုးခင်ပုတ်တာပဲဟုတ်ကဲ့ဆရာကြီးနော်ရေနှွေးချိုးတာစင်ခံတဲ့အပူချိုးတာမျိုးပဲနဲ့ခန္ဓာကိုယ်အပူနဲ့မျှအောင်လေချိုးတာတော့ချိုးတဲ့မှာလေ ယောမနိုင်ငံရောက်ရင်ယောမလာလို့ကြည့်ဟုတ်ကဲ့ပါဆိုတဲ့စကားပုံရှိတယ်လေဟုတ်ကဲ့ပါဆရာအဲ့တော့ကိုရှီယာဆော့ရောင်တဲ့အကူဒီအမတွေရှိမှာပေါ့ဟုတ်ကဲ့ဆရာဘလို့ချိုးတယ်လဲမေးဟုတ်ကဲ့ပါဆရာဆရာကြီးကကိုယ်တည်းမရောက်ဘူးတော့အဲ့ဒီကိုတည့်ရိတ်ကိုယ်တည်းခံစားသလိုတော့မပြောပြရတတ်ဘူးလေသွေးလေးပုံမှန်လဲပတ်အောင်တဲ့ဘလို့နေထိုင်စားတော့ရမလဲတဲ့အဲ့ဒါကတော့သွေးလေးလေးမှဘုံမအောင်ဘလို့စားတော့အောင်လို့ဆိုတစ်ကလမ်းလျှောက်ပါ ဟုတ်ကဲ့ဆရာကြီးအပြင်းမကြီးပါနဲ့ဟုတ်ကဲ့ပါဆရာကြီးမိုးလင်းတာနဲ့ရေတော့တဘူတဘွားသွားတော်ပြီကူ breakfast ဆီလူနဲ့စားစားပြီးလမ်းလျှောက်ပါဟုတ်ကဲ့ပါဆရာကြီးမိနစ်30နဲ့40လောက်လျှောက်ပါခက်တွက်တွက်လေးလျှောက်ပါပြီးသူပုံစံမျိုးလေးလျှောက်ပါဟုတ်ကဲ့ပါဆရာကြီးတခါလေးလေးမှရက်ပြီးတော့ jogging လုပ်ပါဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အဲ့ဒီချိန်မှာကိုဘာလို့လဲဆိုတော့ချွေးလေးစုလာတာနဲ့ လူကနေရဆိုင်ရတာကိုတခါတည်းကိုပေါ့ပါပြီးတော့ငါလူမာစွာဟုတ်မဟုတ်သေးရဲ့လားတကယ်ပဂရိလူငယ်လူဖြစ်သွားပြီလားအဲအဲ့လိုစိတ်မျိုးလေးတဏီတိုင်းတဏီတိုင်းမှာဝင်စားလို့ရှိရင်စိတ်ပြူတာနဲ့အမျှကိုဘာဖြစ်မှာလဲနှုတ်ပါလေဆရာကြီးကိုနှုတ်ပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးသာဝနာခင်ပြရရှင်ကြပါစီ